ဘိန်းများကို တလုံးနဲ့မဟုတ်ပဲအတွဲလိုက်ရင်တွေ့ရှိနိုင်ပါတယ်။ဘိန်းတွေကိုတိတ်ပွားရဖြစ်ပွားခဲ့မှုသောနေရာများတွင် အထူးသဖြင့်စက်ကောင်စီစခန်းချခဲ့မှုသောနေရာများတွင်အထူးသတိထားသင့်ပါတယ်။တွေ့တန်းတာတော့ဝါရကျိုးများတွေ့ရှိပါက လုံးဝမထီရတမနေရမဆွေရအနာမကဲ့ရတန်တရားဖြစ်ပွဲတွေ့ရှိပါက ဇက်ခွဲလူကြီးများကြီးရွာကောင်းဆောင်များတာဝန်ခံများပကဖတာဝန်ခံများသက်ဆိုင်ရာတရင်တက်ဖွဲ့များထံမှအတိပေးခြင်းဖြင့်မိမိရဲ့ရွာမှပြည်သူတဦးတယောက်ချင်းစီကိုကယ်တင်နိုင်မှာပဲဖြစ်ပါတယ်။လေချောင်းတိုက်ခိုက်ခံရအချိန်မှာမပြုတ်လို့တဲ့သောအရာများကိုပြောပြပေးပါမယ်။ကြောက်လန့်တဲ့ကြားနဲ့ဥတီရမဲရှောက်မပြေးပါနဲ့။လေချောင်းတိုက်ခိုက်မှုကိုထွက်မကြည့်ပါနဲ့။ ဗီဒီယိုဓာတ်ပုံမရိုက်ပါနဲ့မိမိရဲ့အသက်အန္တရာယ်လုံခြုံရေးရတာအဓိကဖြစ်ပါတယ်။ဘာတော်သောနေရာများကိုမိနေတာညီကြီးပါခေါင်းကို စိတ်ပြီးတော့ဝက်နေတာတွေမပြုလုပ်ပါနဲ့။မှန်တွေပေါက်ကွဲလွှဲစင်ပြီးအန္တရာယ်ဖြစ်စေနိုင်တာကြောင့်မှန်တွေဒရင်ပေါက်တွေအနီးမှာမနေထိုင်ပါနဲ့။ဘုံကိုချင်းမဟုတ်ပါက အဆောင်ပြင်ပတွင် မနေထိုင်ပါနဲ့နေချောင်းတိုက်ခိုက်ခံရအချိန်တွင် ပြုလုပ်သင့်သည့်အရာများကိုပြောပြပေးမှာဖြစ်ပါတယ်နေချောင်းတိုက်ခိုက်ခံရတဲ့အချိန်တွင် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါအနည်းဆုံးအကာအကွယ်ရှာပြီးအနိုင်ဆုံးနေရာမှာနေပါ အချိန်မီပါကဘုံခုချင်းစီတို့ရောက်သွားပါမိမိနေရာတွင်နေရှိပါကကျူတီပြင်ဆင်ထားသော အခန်းထဲသို့ဝင်နေပါ